မြန်မာအာဏာသိမ်းစစ်တပ်ကကျင်းပမဲ့တရားမဝင် အတုယောင်ရွေးကောက်ပွဲကိုနယူးဇီလန်အစိုးရကလက်ခံအတိမတ်ပြုသွားမှာမဟုတ်ကြောင်းအတည်ပြုပြောကြားလိုက်ပါတယ်။နိုဝင်ဘာလ9ရက်နေ့ကကျင်းပခဲ့တဲ့နယူးဇီလန်လွှတ်တော်မှာမြန်မာစစ်ကောင်စီရဲ့ရွေးကောက်ပွဲကလွတ်လပ်ပြီးတရားမျှတမှာမဟုတ်တာကြောင့်နယူးဇီလန်အစိုးရအနေနဲ့အဲ့ဒီရွေးကောက်ပွဲကိုအတိအမှတ်မပြုလက်မှတ်ခံတင့်ကြောင်းအဆိုကိုလွှတ်တော်တက်ရောက်လာတဲ့အမတ်အားလုံးက ကန့်ကွက်သူမရှိဘဲထောက်ခံအတည်ပြုခဲ့တာပါအဲ့ဒီအဆိုကိုလေဘာပါတီကတင်သွင်းခဲ့ပြီး Green Party ကတင်းနူတူအိုနိုကထောက်ခံခဲ့ပြီး New Zealand နိုင်ငံသားရေးဝန်ကြီး Winston Peter ကလည်းအားလုံးပါဝင်တဲ့စစ်မှန်တဲ့ဒီမိုကရေစီစနစ်ကိုအလိုရှိတဲ့မြန်မာပြည်သူတွေနဲ့အတူဆက်လက်ရည်တည်ကြောင်းပြောကြားခဲ့ပါတယ်။ I move that this house expresses grave concern that the Myanmar military regime's Elections, as currently planned, cannot be free nor fair and will not lead to sustainable peace. The war criminals running Myanmar are planning to hold elections before the end of this year. Um, and I know that it will be meaningful uh, for the diaspora community, Myanmar communities here in Aotearoa, around the world, and indeed in Myanmar uh, itself. စစ်မှန်သောအတိုက်ခံပါတီတွေမရှိတဲ့ရွေးကောက်ပွဲအပေါ်အများပြည်သူက ဝေဖန်မှုပြုလာကိုပင်ရာဇဝတ်မှုအဖြစ်သတ်မှတ်ပြီးဖိနှိပ်ချုပ်ချယ်တဲ့ဥပဒေတွေကိုအတီးပြုထားခြင်းကလည်းစစ်တပ်ရဲ့ရွေးကောက်ပွဲ အစီအစဉ်တွေတိတိတသာချုံရင်းနေတာကိုဖော်ပြနေတယ်လို့နယူးဇီလန်လွှတ်တော်အမတ်တွေက ပြောဆိုကြပါတယ်စစ်တပ်ရွေးကောက်ပွဲဟာအ धिक အတိုက်ခံပါတီကြီးတွေမပါတယ်လို့တနိုင်ငံလုံးမှာလည်းမလုံနိုင်ပဲ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး Facebook ပေါ်မှာဝေဖန်ရင်တော့ဖန်စီထောင်ချနေတယ်လို့လည်းပြောပါတယ်။